ပါပြီလို့ဆိုပြီးတော့တညာချက်ထုတ်ပြန်လိုက်တဲ့နေလည်းဖြစ်ပါတယ်။အမှန်တကယ်ဒီမှာညမှာနာကြီးရဲ့ဗာတကယ်ပြူးနေသွားပြီလားဘလောက်ကြံရှိနေသေးလဲ။ဘာတွေဆက်လက်လုပ်ဆောင်သွားမှာဆိုတော့ဒီအောင်ကျွန်တော်နိုင်ရှိတာကြီးနိုင်ရောက်တာတိုက်ဖြည့်ရတာဆရာဝန်ကြီးဒေါက်တာလင်းထက်နဲ့ပြဆိုနေတာမှဖြစ်ပါတယ်။ဆက်ကဆံမနာပါနော်။မင်္ဂလာပါခင်ဗျာ။ဒီမှာဆုံးသိချင်တာကဒီအနာဂျီယောဂါဆိုတာဘယ်လိုယောဂါမျိုးလဲပေါ့နော်ဒီအနာဂျီယောဂါဖြစ်လာပြီဆိုရင်ဘယ်လိုယောဂါလက္ခဏာတွေစတင်ပြရဲဆိုတာလည်းစတင်ရှင်းပြပေးပါဦးဆရာဟုတ်ကဲ့ပါအဲ့တော့ပထမဆုံးကတော့အနာဂျီယောဂါဆိုတာ သူတို့များထင်နေကြတယ်ရိုးရိုးလိုက်တဲ့ယောဂမဟုတ်ဘူးပေါ့နော်ဝိညာကံလာဆိုတာတွေမဟုတ်ဘူးလို့ဒီမှာသူပြောချင်ပါတယ်နော်အာနာဒီယောဂဆိုတာတကယ်တော့ပိုးကနေတဆင်ယောဂပိုးကနေတဆင်ဖြစ်ပေါ်ရတဲ့ယောဂပါနော်ဒါတော့ယောဂပိုးကြောင့်ဖြစ်ပေါ်ရတဲ့ယောဂပေါ့ဟောယောအဲ့ယောဂပိုးရဲ့နာမည်က Mycobacterium leprae ဆိုတဲ့နာမည်ရှိတဲ့ယောဂပေါ့နော်ဘက်တီးရီးယားယောဂပိုးလေးတစ်ခုအဲ့အဲ့ဒီယောဂပိုးဝင်ရောက်ပြီးမှဒီယောဂဖြစ်ပေါ်ရတာပါ တော့ယောဂဖြစ်ပွားတယ်ဆိုတော့လွယ်လွယ်လေးနဲ့ဖြစ်ပွားတာမဟုတ်ဘူးเนาะတကယ်တော့ဒီယောဂဖြစ်လာဖို့အကြောင်းချက်တွေအများကြီးဆုံးမနောက်ပြီးတော့အချိန်နဲ့အကြာကြီးနေမှဖြစ်လာတာပေါ့ဟောအနည်းဆုံးအချိန်နှစ်နှစ်လောက်ယူပြီးမှဒီယောဂသာဖြစ်လာပိုးဝင်ပြီးတော့ပိုးဝင်ဝင်ချင်းနဲ့ဖြစ်တာမဟုတ်ပါဘူးအဲ့တော့အချိန်နှစ်နှစ်လောက်ပြီးမှယောဂလက္ခဏာတွေစပေါ်လာကြတာများတယ်ဒါမှမဟုတ်အချိန်နှစ်နှစ်ဆိုတာအတူဆုံးအချိန်ပြောတော့ဒါပေမဲ့နှစ်နှစ်ထက်ပိုပြီးတော့ဟိုနှစ် 30လောက်ကျန်မှဖြစ်လာတာတွေလည်းရှိတယ်။အဲ့ဒါဘာဖြစ်လို့အဲ့လိုတွေကွဲပြားတာလဲဆိုတော့တရားနဲ့တရားခုခံအားစနစ်မတူညီလို့နော်ဒီယောဂဘူးကူးဆက်ဝင်ရောက်တဲ့လူရဲ့ဒီယောဂဘူးပေါ်မှာပြန်လဲတုံ့ပြန်နိုင်ဆိုတာမတူညီကြတာဒီယောဂဘူးပေါ်မှာကောင်းကောင်းတုံ့ပြန်နိုင်တဲ့လူကယောဂဘူးဝင်ရောက်တော့လဲယောဂမဖြစ်ဘဲနဲ့ရှိနေနိုင်တယ်ယောဂဘူးဝင်ရောက်ပြီးတော့ခန္ဓာကိုယ်ကဝင်ရောက်ခံရတဲ့ကူးဆက်ခံရတဲ့လူက ြောင်းပြီးမတွန့်ပြန်မှုမရှိတဲ့အခါမှာဒီယောဂကယောဂအဖြစ်ဖြစ်ပေါ်တော့အော်ယောဂအဖြစ်ဖြစ်ပေါ်ဖို့ဆိုတာလည်းအချိန်ကြာယူပြီးမှယောဂလက္ခဏာတွေစာပြီးပေါ်ရတယ်အဲ့တော့ဂျားထဲမှာအခုကစနစ်ရန်ကောင်းလို့တစ်ခါပြန်ပြီးပျောက်သွားတယ်လေဒါလည်းပျောက်သွားနိုင်တယ်အဲ့တော့ခုကစနစ်ကောင်းတဲ့လူကမဖြစ်ဘူးမကောင်းတဲ့လူကများသွားပြန်ဖြစ်တယ်အဲဒါပေမဲ့ခုကစနစ်နဲ့ဒီ လောကကူနဲ့တိုက်ခိုက်တဲ့ကြာချိန်ကတော့တရားနဲ့တရားတူမှာမဟုတ်တဲ့အတွက်ကျွန်တော်တို့အနည်းဆုံး2နှစ်ကြာလာရှိလို့အများဆုံးအများကြီးနှစ်ပေါင်းများများစွာ30ကြာပြီးမှဖြစ်တာရှိအဲ့တော့ဒီယောဂစဖြစ်ပြီဆိုရင်တော့ဟိုဖြစ်เสียတော့ခန္ဓာကိုယ်ကအရေပြားသူကအရေပြားနဲ့အာယုံကျော်ဒီနှစ်နေရာကိုအဓိကတိုက်ကြိုက်တဲ့နေရာနှစ်နေရာဖြစ်တယ်ဒါကြောင့်မို့အဓိကအဲ့ဒီနေရာမှာအဲ့ဒီနေရာမှာလက္ခဏာတွေစပေါ်ကြအဲ့တော့ ဆရာတို့အများစုသိတဲ့အတိုင်းနဲ့နာဂျီယောဂါဆိုတာအဖြူဝကြီးနဲ့ထုံနေမယ်ဆိုရင် နာဂျီယောဂါလို့ဒီအများစုသိကြတဲ့အတိုင်းပဲပေါ့နော်ထုံနေတာဆိုတာအော်တကယ်လဲအများစုကတော့အရေပြားပေါ်မှာအကွက်တစ်ခုရှိလာမယ်အဲ့ဒီအကွက်ကစမ်းကြည့်ရင် ထိရတယ်နော်ပူတာတွေအေးတာတွေမသိဘူးပေါ့ထုံနေမယ်ဒါနာဂျီယောဂါပေါ့နော်အဲ့တော့အကွက်တစ်ခုပေါ်လာတယ်ကိုယ့်ဘက်ကထုံနေလားနော် ခံစားမှုတွေသိရှိမှုရှိရလားပူရာအိဒသိရလားဒါတွေကိုကိုယ့်ဘက်ကစမ်းစစ်ဖို့လိုတယ်ထုံနေရတော့ဒါအနာယောဂဖြစ်ဖို့များနေပါပြီအဲကနဥလက္ခဏာဖြစ်တဲ့ပစောမစီစီကုသမှုခံနေရတယ်နော်ဟုတ်ပါဘူးဒီယောဂကဘာမျိုးရည်ပစီကုသနာလဲဆိုတော့ဥပမာမင်းကြီးလူစားရုံနဲ့ကြောင်းကြီးကြောင်းကြီးတွေ့ရုံနဲ့ဘုဆက်တဲ့ယောဂလိုလားဘယ်ဟန်ဒီပစီကုသနာလဲဆိုတော့နည်းရှင်းပြလို့ပါဦးအာယောဂပိုးကကျတော့ ဒီစာတွေ့သဘောတရားအရာပေါ့နော်။ဟောအဲစာတွေ့သဘောတရားအရာဆင်ရောကပို့ဟာလေထဲကနေနှကောင်းနှာချီရနဲ့တဆင်ကူဆက်တယ်လို့ကျွန်တော်ပြောကြတယ်ပေါ့နော်။အဲတော့ဟောတကယ်တမ်းတော့လေအများစုကူဆက်တာကတော့အတူနေပါများပြီးတော့တယောက်နဲ့တယောက်ထိတွေ့မှုများတာနဲ့တဆင်ကူဆက်တာပါ။ဟောထိတွေ့မှုများတာဆိုရင် တချို့ကဒီမှာအဲနိုင်ရောရတဲ့နဲ့ထိတွေ့မှုတွေအတွက် ရှောင်ရှားပြီးကြောက်ကြောက်ပြီးရှောင်ရှားကြတာလည်းဖြစ်လာเนาะတကယ်တော့လည်းဒီရင်တစ်ခါထိတွေ့ရုံနဲ့လည်းကူးတာလည်းအဲ့လိုတော့မဟုတ်ဘူးเนาะလောကဘူကိုစီရောက်လာဖို့ဆိုတာလွယ်လွယ်လေးနဲ့တော့ရောက်မလာနိုင်ပါဘူးနောက်တစ်ခါယောဂဘူဖြစ်နေတဲ့ဒီယောဂတဲ့ရဲ့ယောဂအမျိုးအစားပုံမှာလည်းမဟုတ်တည်းဒီဘက်ကဘူနဲ့တဲ့အမျိုးအစားဆိုရင်တော့လည်းမကူးနိုင်ဘူးဘူများတဲ့အမျိုးအစားကကူဆက်ဖို့ရခိုင်တဲ့ပုံများတယ်เนาะအဲ့တော့ ပိုးများတဲ့အမျိုးအစားရှိတဲ့ယောဂါတွေနဲ့ကိုယ်နဲ့ထိတွေ့ရင်တော့ကုဖို့ရခိုင်မှုပိုများပါတယ်အဲ့တော့အတူတူနေတာပိုးတယောက်နဲ့တယောက်ထိတွေ့ဆက်ဆံခြင်းတွေကုပါတယ်သို့တော်လည်းကုတဲ့အခါမှာကိုယ်ကပထမပိုင်းမှာပြောခဲ့သလိုဒီတိုင်းထိပြီးကိုယ်စီယောဂါပိုးရောက်လို့ဖြစ်တာလားဆိုတော့အဲ့လိုမဟုတ်ဘူးကူရောကူလာတဲ့ယောဂါသို့တော်ကိုခန္ဓာကိုယ်ကပြန်တိုက်လိုက်ရင်လည်းပြန်ကောင်းတော့ပြန်တော့ဒီယောဂါဖြစ်မလာတော့ဥစီကိုရောက်တယ်ကိုက ုခံအားလျက်တိတ်မကောင်းတော့ယောဂပွားဖို့အချိန်ကြီးရလာမယ်ဆိုရင်တော့ဒါတဖြည်းတဖြည်းနဲ့ယောဂဖြစ်မယ်။ဟုတ်လွယ်လွယ်နဲ့တော့မကူပါဘူး။အကြာကြီးနေထိုင်မှုတွေရှိနေမှာကူတော့ခဏတစ်ဖြုတ်ထိဖို့ကူဖို့ရခိုင်တော့အရင်နေပါတယ်။အဲတော့ခုဆက်နိုင်ကြည့်အရင်နေပါတယ်။နော်။နောက်တစ်ခုကတော့ဆရာကြီးကဒီကောအင်းနာမျိုးရတာဆိုတော့အင်းပြတ်ကူရောရတဲ့ယောဂတွေလာစမ်း။နောက်မှကြောက်လို့စိတ်ဆွဲတော့တယ်ပြေပါတော့ခုခုဟိုဆရာကြီးကလည်းမြင်ကြတယ်ဆိုတာအင်းပြတ်ကူတာနေပါ ဟုတ်ကဲ့ပါအဲ့တော့အနာကြီးယောဂါကတကယ်တော့ဆေးတောက်ရင်ပြောက်တဲ့ယောဂါတစ်ခုပါနော်ဟောဆေးတောက်ရင်ပြောက်အောင်မယ်နော်ခန္ဓာကိုယ်ချိုးယွင်းမှုတွေရှိနေပြီလုံးဝပြင်မရတော့ရရှိရင်လည်းဆရာဝန်တွေညွှန်ကြားချက်တိုင်းလိုက်လာမယ်ဆိုရင်လည်းဘာမှပြဿနာမရှိပါဘူးစောစောစီစီကုမယ်နော်စောစောစီစီကုမယ်ဆရာဝန်တွေခိုင်ညွှန်ကြားချက်တိုင်းလိုက်လာမယ်ဆိုရင်ဒီပြဿနာပြဿနာချင်းချင်းမှမမဟုတ်ဘူးဟောဆေးတောက်တဲ့အခါမှာလည်းကြောင်ကြီးကြာတော့နော်ဒီရေးကြလေးတောက်ဖို့လိုရဲ့ဈေးတောက်တော့ဆရာတို့ကပူနေရင် တမျိုးပူများရင်တမျိုးပဲเนาะ6လဆို6လတော့12လ12လเนาะတမျိုးเนาะပူများတဲ့လူရင်12လပူနေလူတွေ6လဆိုရယ်ပေးကြအဲ့ဒီအတိုင်းလေးတွေလုပ်မယ်เนาะဆိုတော့ဈေးကူးမယ်ဆရာတို့ကထုံတဲ့နေရာတွေကိုမီးမီးပူနဲ့မကပ်ကိုမထိဖို့စီထားဖို့ဟောခြေောက်တွေထုံနေရင်ဖက်နယ်တွေကိုဘယ်လိုစီးဖို့လမ်းတွေဘယ်လိုရှောင်ရှောက်လို့အနေရမှာပါလဲဟောအဲ့ဒါလေးတွေလိုက်နာမယ်ဆိုရင်တော့လည်းဒါပြပြဿနာเนาะဒီကြီးကြီးကြီးမဟုတ်ပါဘူးเนาะ ီအနာရီရောဂါနဲ့ပတ်သက်ပြီးတော့ကမြန်မာနိုင်ငံမှာလုံလောက်တဲ့ဆေးဘောရှိရတယ်။ဟာ။နာရီရောဂါနဲ့ပတ်သက်ပြီးတော့ကုသတဲ့ဆေးပေါ့နော်အဲ့ဒီအကြောင်းကိုလည်းပြောမယ်။အဲ့တော့နာရီရောဂါနဲ့ပတ်သက်ပြီးတော့ကုသတဲ့ဆေးဘောကိုကျွန်တော်ဒီဆက်ဖို့ MDT ပေါ့နော် MDT multi drug therapy ဆိုတဲ့ဆေးဘောကုထုံးတယ်မြန်မာလူခေါ်ရနော်အဲ့လိုဆေးကတ်တွေရှိပါတယ်။အဲ့တော့အဲ့ဒီဆေးကတ်တွေကတော့ဆက်ဖို့ ကမ္ဘာကျမရေးဖွဲ့စီ WHO ကနေပြီးတော့ထောက်ပံ့ပေးထားတာနော်ဆရာတို့ကနှစ်စဉ်နှစ်စဉ်အဲဒီသူတို့စီကိုကမန်းတွက်ချက်ပြီးတောင်းခံထားတာအဲ့တော့အဲ့လိုတောင်းခံထားတဲ့အတွက်ကျွန်တော်ဒီဒီ MDD စေဝါကတော့အနာရောဂါတည်းတွေလည်းလုံလောက်မှုခုချိန်ထိရှိပါတယ်ဟုတ်ကဲ့ပါဆရာကြီးမြန်မာနိုင်ငံမှာပေါ့နော်1998ခုနှစ်တုန်းကဆိုရင်နိုင်ဂျီးရောဂါတဲ့စုစုပေါင်းတသိန်းကျော်ရှိခဲ့လို့သိရပါတယ်အခုလက်ရှိအခြေအနေမှာပေါ့နိုင်ဂျီးရောဂါတဲ့ဘယ်လောက်ရလာနေကြရှိနေပါလိမ့်မယ်ဟုတ်ကဲ့ဟော ဒီနာယောဂတွေကဖြစ်နှုံးနေပေါ့နော်တဖြည်းဖြည်းဆိုတော့တနင်္ဂနွေကဖြောချလာတာ2003ခုနှစ်မှာဆိုတော့လူဥယျာဉ်တည်းအရောက်1000မှာတယောက်အောက်ရောက်ရှိသွားပြီလို့ဆရာတို့အဲဆရာတို့ရဲ့ဒီလိလဆက်ချက်တွေတွေ့ရှိလို့ဒါပြည်သူလူထုမှာဒုက္ခပြနိုင်တဲ့အဆင့်တော့မရှိတော့ဘူးနေသွားပြီအဲကြောင့်မလို့ဆရာတို့ကပြောလိုက်တယ်ဆိုတော့ နိုင်ငံယောဂဟာမြန်မာနိုင်ငံကနေကင်းဝေးသွားပြီဆိုပြီးတော့2003ခုနှစ်ကျဆက်လို့ကျင်းပလိုက်တယ်ခါတော့ဖေဖော်ဝါရီလ6ရက်နေ့တုန်းကကျင်းပလိုက်တာတကယ်တော့အဲ့ဒါကင်းဝေးတယ်ဆိုတော့ဆရာဆေးပညာမှာစကားရက်ကမတူကင်းဝေးတာကိုတချို့ကကျင်းစင်တာနဲ့တွေ့ရတာနော်ဆရာကျင်းပခဲ့တာကင်းဝေးတယ်လို့ကျင်းပခဲ့တယ်အဲလူများစုနာလူများစုပေါ့နော်လူများစုကဒါကြီးကိုကျင်းစင်တယ်လို့ထင်တယ် လူအများစုလို့ပြောတာတခါတည်းဆရာဝန်တွေတောင်းကင်းစင်တယ်လို့ထင်နေကြတဲ့ဆရာဝန်တွေပြည်သူတွေရှိနေတော့မှာလေနော်ကင်းစင်တာနဲ့ကင်းဝေးတာနဲ့နော်ဒီစကလုံးနှစ်ခုမှမတူပါဘူးနော်ဆရာတို့ကင်းဝေးတယ်ဆိုတာပြည်သူပြည်သူလူတို့စိုးရင်ရမယ်နော်ဟိုဆွေပြည်သူလူအတွက်စိုးရင်ရမယ်အခြေအနေတရက်ကနေကင်းဝေးပြီးဆိုသတ်မှတ်တာလေလူအယောက်1000မှာနာယောကဝေဒနာရှင်တယောက်အောက်ရောက်သွားပြီဆိုကြတော့ဒါဆိုတော့ ပြဿနာသိမရှိတော့ဘူးလို့ယူဆတယ်အဲဆိုတော့ဆရာတော်ကင်းဝေးပြီလို့သတ်မှတ်ပြီးကျင်ညာထားတာပါအဲ့ဒါကိုကင်းစင်ပြီလို့တချို့ကထင်ပြီးတော့မရှိတော့ဘူးပေါ့နော်ဒီဓာရီကိုမရှိတော့ဘူးလို့ကျင်ညာထားတယ်တချို့ကထင်ညာဒါတွေပေါ့အဲ့တော့တကယ်တော့ဆရာတို့ကင်းစင်ပြီလို့ကျင်ညာထားတာမဟုတ်အောင်ကင်းစင်ပြီဆိုတဲ့အထိပြတော့လုံးဝမရှိတော့တဲ့သဘောတော့တုံညဖြစ်ရမယ်နော်ဘဝမရှိတော့တဲ့အခုကကင်းစင်တာမဟုတ်ဆရာတို့ကင်းဝေးတယ်လို့ပြောနေတာ တော့ဂျင်းဝေးတဲ့အရောက်လူဦးရေအရောက်တပေါင်းမှာဒီအနာယောဂတေအယောဂဝိနာရှင်တယောက်မရှိတော့ဘူးနော်ဆက်လာအဲ့ဒီတတ်ပါတယ်အဲ့တော့တကယ်လည်းမရှိတော့ပါဘူးနော်လို့ဆိုလဲ2003ခုနှစ်ကနေပြီးတော့တပေါင်းအောက်မန္တောင်မှာတယောက်ဟောက်နော်ဆရာတို့ရောက်လာပြီဆိုပြီးကြီးညာပြီးတော့နေလိုက်ကြတာအခုချိန်ချိန်နော်ဆယ်စုနှစ်တစ်ခုကျော်သွားပါပြီဆရာတို့ ြင်ညာခဲ့တာเนาะကျင်းဝေးပြီဆိုတဲ့သကလုံးသုံးပြီးကျင်ညာခဲ့တာခုရင်လေးเนาะသူရှင်နှုံးလေးတစ်ဖြည်းဖြည်းကြာတယ်ကြာလာပါတယ်လို့ဆိုတော်များလဲအောက်မှာရှိတဲ့ဆိုရင်ကျန်နေပြောရရင်ဆရာတို့တနိုင်ငံလုံးပေါင်းသူရှင်နှုံးမှာတစ်နှစ်တစ်နှစ်ကိုဘလူနာတစ်ယောဂเนาะယောဂလေဘလူနာတစ်ပေါင်း3000ပေါင်းကျော်ရှိနေเนาะဟောတစ်ဖြည်းဖြည်း ကြလာတယ်လို့ပြောကျွန်တော်ပြောလို့ရပါမယ်သုံးနာအောင်ဒီနေ့ဆိုလဲသုံးနာအောင်ရှိရဲ့နော်သို့တော်လည်းတကယ်တမ်းတော့ပြန်တွေ့ကြည့်မယ်ဆိုရင်ဒီလိုကင်းဝေးပြီဆိုလို့ဒီတော့အကျညာထားတဲ့နှစ်2003ခုနှစ်ကလည်းအခုချိန်ကြီး70ခုနှစ်တခုကျော်ကြာခဲ့တဲ့အချိန်ဒီသုံးနာဘတ်ဝန်းကျန်နေပြီတိတိတသာရော့မသွားတဲ့အတွက်ဆက်ပြီးတော့တာဟာဘလို့မှဟိုဟိုကျွန်တော် စိတ်ချရသေးတယ်အနေထားမျိုးတစ်ခုလို့ကျွန်တော်ပြောလို့မရသေးပါဘူးเนาะဒါအဲ့တော့သူကလုံးတော့ပတ်ဝန်းကျင်ဒီမှာတန်းနေတာပါเนาะတန်းနေတာကိုဆရာကခုလို့စိတ်မချရဘူးနည်းနည်းလေးကြာလာတာပဲလို့ဒါတစ်ခါတည်းပြောနေတော့ပြောပါလိမ့်မယ်။ဟောဆရာအမြင်နဲ့ပြောရမယ်ဆိုရင်ကျွန်တော်ဒီအနာကြီးယောဂါကိုကျင်းဝေးပြီဆိုပြီးတော့ပြင်ညာပြီးတဲ့နောက်ပိုင်းမှာဆရာတို့ရဲ့အနာကြီးယောဂါတိုက်ဖြတ်ရေးလုပ်ငန်းစဉ်ကတဖြည်းဖြည်းရှင်းချလာကြပါတယ်။အဲ့တော့ ချော့ချလာတဲ့ဆိုတဲ့အပိုင်းမှာသူတို့ဒီအနာယောဂမကင်းဝေးမချင်းရတော့လူနာတွေပိုက်စိတ်တက်ရှာပြီးတော့ကုတာတွေလုတ်ခဲ့ကြတယ်နော်အော်အော်ချော့ချလာတဲ့အဆင့်ကတော့အကြောင်းမျိုးမျိုးရှိပါတယ်နော်အော်သူတို့နာယောဂလူနာစင်တွေကဒါကလေတော့အဲ့ပြီးခဲ့တဲ့နော်ပြီးခဲ့တဲ့ခုနှစ်မှာသူတို့ကနိုင်ငံတကာအကူအညီတွေရယူပြီးလုပ်ကြရတာရှိပါတယ်နော်အဲ့တော့နိုင်ငံတကာအကူအညီတွေရယူပြီးလုပ်ကြရတော့သူတို့မှာလုပ်ငန်းကဏ္ဍတွေက သူတို့ဘောပဲအဓိကအမိကိုအားထားရတော့ဒါလိုဖြစ်ခဲ့ကြရတယ်နော်ဖြစ်တဲ့အခါမှာဒီနာယောဂတဲ့နာယောဂဟာနာမနိုင်ငံကြီးကင်းဝေးပြီလို့ကျင်ညာပြီးနောက်ပိုင်းမှာကျတော့ဒီနိုင်ငံတကာရဲ့အာရုံစိုက်မှုနည်းသွားတယ်နော်ဒါသူတို့နိုင်ငံကင်းဝေးသွားပြီလို့ယူဆပြီးတော့နော်နည်းသွားပြီဆိုတော့လည်းအာရုံစိုက်တာနည်းသွားတယ်ကဘာမှာလည်းဒီယောဂအပေါ်မှာအာရုံစိုက်မှုတယ်ကဘာကဘာတစ်ကဘာလုံးကိုယ်တိုင်လိုက်ကလည်းနည်းလာပါတယ်နော် အဲ့လိုဒီဘက်ကြောင့်မလို့နိုင်ငံတကာအထောက်ပံ့တယ်ဆိုလို့အမှန်ပြောရရင်နော်စိတ်ဝင်စားမှုနည်းတဲ့အတွက်ဆရုစီကိုလည်းထောက်ပံ့နေနည်းသွားပါတယ်နော်နည်းသွားတဲ့အတွက်အချိန်ခုံတွေလည်းယော့လာတယ်အကြောင်းမျိုးမျိုးကြောင့်နော်အချိန်ခုံတွေယော့လာတယ်လို့နောက်ပိုင်းအခုနောက်ပိုင်းမှာဆိုတော့ဝန်တိုင်းအင်အားကြီးကစအကုန်လုံးယိုးယော့လာပါတယ်အဲ့တော့ယိုးယော့လာတဲ့အတွက်ဆရုကဆရုခုသွားနေတဲ့အခါတော့ကင်းဝေးပြီဆိုရင်နောက်ပိုင်းအဆင်ပါလေကင်းဝေးပြီဆိုရင်နောက်ပိုင်းအဆင်ဆရုကဒီရင်လို့တိုက်ရှာတဲ့ လောကတဲ့လိုက်ပြီးတော့ဆရာတို့ကိုယ်တိုင်လိုက်လိုက်ရှာတဲ့အလုပ်ကိုမလုပ်တော့ဘူးเนาะဆရာတို့ကအဲဆရာတို့ကဈေးကန်းနေဈေးပေးကန်းနေဖွင့်ပြီးတော့ဈေးရုံနေမှာเนาะဈေးပေးကန်းနေမှာเนาะဆရာတို့ရဲ့အနာရောကတက်ဖြည့်ကြီးဈေးကန်းအနာရောကတက်ဖြည့်စီမံကိန်းဈေးကန်းနေဖွင့်ပြီးတော့ဆရာတို့ကဈေးကန်းနေကိုလာပြတဲ့လူနာတွေကိုခုဟောပြောရအောင်အဲ့ဒါကိုဆရာတို့က Pacific is fine လို့ခေါ်တယ်ဆရာတို့ဆရာတို့ကထိုင်နေတယ်လူနာလာပြတယ်เนาะ ိုးတော်ကလုပ်ခဲ့တဲ့ active case finding ဆရာတို့ကိုယ်တိုင်နိုင်ငံလိုက်ရှာလူနာပြလာပြီးဆိုင်ဆောင်နေတော့ငါခုကဆရာတို့ကလူနာလာပြပြီးထိုင်ဆောင်ပြီးခုအဲ့တော့လူနာအခုကလူနာပြလာကိုထိုင်ဆောင်ပြီးခုလို့တယောက်3000ဒါလောက်ရှိလို့ဆရာကပြောလိုက်တကယ်လို့ဒါခုနကပြောလို့ပတ်စိတ်တက်ရှာကြမယ် active case finding တွေလုပ်ကြမယ်ဆိုရင်ဒီနာကြီးရောတာက3000ပါကွာထွက်လာနိုင်တယ်လို့ဆရာအမြင်နော်ယူဆပါတယ်ဆရာက ိုင်ဝန်တိုင်းတိုင်းဒေသကြီးနိုင်ရောတစ်ဖြစ်ဆရာဝန်ကြီးလို့ဆိုပေမဲ့ဆရာဘကဆရာကတကယ်တမ်းတကယ်အဓိကလုပ်နေတဲ့တောင်းဟာဆရာဒီနာဂျီယောဂကုသရေးလုပ်ငန်းစဉ်မှာအထူးဆရာဝန်တောက်နေတဲ့ဆရာလုပ်နေတာပါအဲ့တော့အထူးဆရာဝန်တောက်နေတဲ့လုပ်နေတဲ့အတွက်ဒီကျန်လို့ရှိလာပြတဲ့လူနာတွေကတကယ်တော့ဒီအချိန်မှာမရှိသင့်မရှိဘူးတိုက်တော်တဲ့ပုံတရားမျိုးတွေနော်လက္ခဏာတွေကခုချိန်ထိ ော်တွေးနေချမ်းရဆဲရောနော်အဲ့တော့ဆိုပါစို့ဒီပရိုမီတာစတိုက်ဆိုပဲဆိုအာတကယ်ကိုနာရီယောဂါပဲဟိုအစစ်အမှန်နော်အများကိုကူးဆက်နိုင်တဲ့အစင်မျိုးနော်ဒီပုံစံကြီးတွေတွေးနေရအခုချိန်ထိတွေးရတော့မှာအခုချိန်ထိလည်းဆေးမတော့ရဘူးအခုမှစရပြီးလာပြတဲ့လူတွေဒီတွေးနေရသေးဆိုတော့ဒီလိုလူတွေကနေတစ်ဆင့်ကူးဆက်ထားတဲ့လူတွေနောက်ထပ်အများကြီးရှိနေမယ်လို့ဆရာဘက်ကယူဆတာနော်အော်ဒီသူ့ကျမ်းမာဆရာတို့စကားလုံးရှိတယ်